ဟုတ်ကဲ့လာပါခင်ဗျာကျွန်တော်ရဲ့ YouTube University 2ပေါ့နော် channel လေးကမိတ်ဆွေများအားလုံးကိုလည်းပဲပေါ့စေခြင်းရစေခြင်းနဲ့ဆက်လက်နားနေပေပေါ့နော်အခုလာမယ့်တစ်ပတ်အတွက်မနက်ခင်းအတွက်ထူအောင်လေးခွက်ရဲ့ညနေခင်းနဲ့ထူအောင်လေးခွက်ရဲ့ဆိုပြီးတော့ခဏလေးကိုချုံပြလိုက်ပါဘူးတွက်ဆိုင်ကြီးလည်းပြောင်းလိုက်ပါဘူးခင်ဗျာအဲ့တော့တွက်ဆိုင်ပြောင်းနေပြီအလေယုံလေးရဲ့မိတ်ဆွေများအပေါ်မှာအကောင်းဆုံးဆိုတဲ့တွက်ဆိုင်ပုံစံမျိုးလေးကိုပဲချပြပေးတော့ပါမယ်အဲ့တော့ဒီတွက်ဆိုင်လေးနဲ့မှန်တယ်ဒီတွက်ဆိုင်လေးနဲ့ရှင်းဆက်သွားမယ်ဒီတွက်ဆိုင်လေးကလည်း ပေးလာတဲ့အလားအလာလေးတွေပေါ့နော်ကျွန်တော်ဆက်လိုက်ကြည့်ရတော့ကတော့ပေးနေတယ်အဲ့ဒီကြောင့်မင်းချင်းအားလုံးကိုချက်ပြပေးလိုက်တာပါခင်ဗျာအဲ့တော့ဒီတော့ဆက်သွားလာခံနေပြရတယ်ကျွန်တော်တက်ပြပေးတဲ့အချိန်ကာလမှာလည်းပေးနေတယ်ဆိုရင်ဆက်သွားပြပေးပါမယ်အကယ်၍မပေးဘူးပေါ့နော်ဒီတော့ဆက်ကြီးကမှားတဲ့အခြေအနေတွေများနေဆိုတဲ့အခါကျရင်လည်းကျွန်တော်ဒီ network site မိတ်ဆွေတို့အတွက်တစ်တော်မဲ့ data တွေတမျိုးပို့လိုက်တယ်ဆက်ပြီးတော့ရှာရှာပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီစာရဏာရဲ့တက်မိနစ်တို့ပေါ့နော်စာရဏာရဲ့တက်မိနစ်၄နိုင်ခွင့်နဲ့ 7နိုင်တက်မိဆိုပြီးတော့နှစ်ကြိမ်စာတော့ခွဲထားပါတယ်နှစ်ကြိမ်စလုံးအတွက်ကိုကျွန်တော်ဒီဗီဒီယိုတက်ဖို့ဒီဗီဒီယိုထဲမှာပဲအပြည့်အစုံပြပေးသွားမှာပါအဲ့တော့၈၁၁ဒီလုံးလုံးပေါင်းတာပါပေါင်းကြည့်ပြီးတော့ညညပါပါပြီး9နဲ့ဒါဒီမနှက်ခင်းပြတဲ့ယူပေးထားတဲ့လုံးပိုင်းလို့ဆိုလို့လည်းရတယ်ဗျာဝမ်းကျန်းလို့ဆိုလို့လည်းရတယ်ဗျာအဲ့တော့၃ညငါးတလုံးယူပေးထားပါတယ်အဲ့ဒီ၃ညငါးတလုံးနဲ့မနှက်ခင်းမှာဆိုရင်ပါတလုံးချင်းလို့ဆိုရင်၃ညတလုံးယူပြီးတော့ဝင်လာခဲ့တာပါခင်ဗျာ ပြန်နောက်ထပ်တစ်ပြင်ကျွန်တော်ပြီကမှခန်းနေဆွဲပြပေးပေါ့နော်အရင်တော့မှန်ခဲ့တဲ့လုံးပိုက်ပုံစံမျိုးလေးကိုအင်းဆက်ပြပေးမယ်ခုံ၃ပေါင်းတော့၅၃ဆိုတဲ့ဒီဘိုင်းနဲ့လည်းပဲဒီမှာဆိုလို့ရှိရင်၃၃ဆိုတော့၃တစ်လုံးပိုင်းဆင်းတယ်ပြီးနောက်ထပ်တတိယတစ်ပြင်မြောက်ပေါ့ပင်ရှင်ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်လည်းမိတ်ဆွေများတက်နေတက်ကြလိမ့်မယ်လို့ညွှန်လင်းပါတယ်နှစ်လေးတပေါင်းမြင်ပါပေါင်းတဲ့အခါမှာဆိုရင်လည်းခုံနှစ်လုံးပိုင်းနဲ့ဒီမှာဆိုရင်လည်း၂၀လို့ခန့်ထားဖြစ်တဲ့အတွက်ကြောင့်လို့ နှစ်တလုံးပိုင်းစင်ခဲ့ရတယ်။အဲတော့အရှိ အပေါ်မှာဆိုရင်တစ်ပင်၊နှစ်ပင်၊သုံးပင်ဇာတာမှန်လာခဲ့တဲ့ပေါ့နော်။ website လေးဖြစ်ထားတယ်။အဲတော့ကျွန်တော်ကစားရမယ့် website ရယ်ပင်ရှိ website ကိုပြောလို့ရတယ်ပေါ့ဗျာ။အဲတော့ကျွန်တော်ကစားရမယ့်ဒီတနင်္လာနေ့အတွက်ပေါ့နော်။ဘိုင်နေလေးကတော့မနက်ခင်းပြည်တန်အတွက်ပါနော်။မနက်ခင်းပြည်တန်အတွက်ပါတနင်္ဂနွေအတွက်ပေါင်းပြီးတော့ရှားပေးတာမျိုးမဟုတ်ဘူး။နေ့နေ့6ပေါင်းခြင်းမှာပေါင်းတဲ့အခါမှာဆိုရင်၃ည၃ည8ဒီမှာနေ၃ည9ဆိုတဲ့ တစ်လုံးပေါ့နော်တုံညာငါတစ်လုံးရှိပါမယ်ဒါပြီးကျွန်တော်မနက်ခင်းစမ်းလိုက်10မိနစ်ရဲ့ဆက်စီတော်၎င်းနောက်ပိတ်တော်၎င်းမှာတုံညာငါတစ်လုံးအထင်းမိနဲ့ဆင်လာရမယ်ဝင်လာရမယ်ဆိုတဲ့ပုံစံလေးပေါ့နော်ဒီတုံညာငါတလုံးနဲ့ကျွန်တော်ကကြကြရမယ်ပရိုင်လိုင်းလေးကိုလည်းမိတ်ဆွေတို့အားလုံးကိုပြောပြပေးတော့မှာပါပရိုင်လိုင်းကတော့ဒီမှာရှိတဲ့ပြစ်တုံးဒီနှလုံးပေါင်းခြင်းပါဒီနှလုံးပေါင်းတော့ဒီလေးနှစ်ခတ်ဒီနှစ်နဲ့လေးနှစ်ဆိုတဲ့ပရိုင်ပါဒီမှာထွက်ခဲ့တဲ့ကဏ္ဍကတုံညာလေးလိုခဏပြလိုက်တဲ့ကြောင့်ပရိုင်လိုင်းဒီနှစ်ပြည့်ပြီးတဲ့ ဒီတလုံးပိုင်းဒီပါတလုံးကြီးလေဆိုတော့ပုံများတလုံးကြီးကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တုံညာနဲ့တကွာဆိုပြီးတော့နန်းခဲ့တယ်ပြီးရင်ခွန်6ပေါင်းခြင်းဒီတုံညာဆိုတဲ့ပြဿနာမျိုးပြဆက်ခဲ့တဲ့ကဏ္ဍကတော့တုံညာတုံးဆိုတော့တုံးပြိစိမ့်နဲ့တလုံးပိုင်းဒီလည်းတုံညာတလုံးပိုင်းစင်လာခဲ့တာဖြစ်ပြီးတော့တုံညာတုံးဆိုတဲ့ပြဿနာနဲ့အမိပေါ်တော့နန်းခဲ့ထားတာလေးပါပြီးရင်နောက်ထပ်ကတော့လေးရှိဒီနှလုံးပေါင်းမယ်ဒီနှလုံးပေါင်းတော့နှစ်လေးဆိုတဲ့ဒီပြိုင်လိုင်းဒီလေးပဲဒီမှာ20လောက်ခါပြည့်တဲ့အတွက်ကြောင့်ပြိုင်လိုင်းဒီနှစ်ပြိုင် တစ်လုံးပိုင်းလေးနှစ်တစ်လုံးလုံးပိုင်းလေး20ဆိုတဲ့တစ်ခွက်ပေါ့နော်ဒီရင်းလေးတွေဇက်တိုက်ပြေးလာခဲ့တယ်မှန်လန်းခဲ့တဲ့ပုံစံလေးပါအဲ့တော့ကျွန်တော်ကစားရမယ့်ဒီလက်နာလေးအတွက်ပရိတ်တိုင်းဒီ6-1ဒီနှလုံးတောင်းစင်းပါတောင်းလိုက်တော့တော့ငါငါနဲ့ခတ်ခုံးနဲ့တောင်းရခုံးဆိုတဲ့ပရိတ်ကလေးနဲ့ကစားရမယ်နော်အဲ့တော့တောင်းရငါတစ်လုံးကိုတောင်းရခုံးပိတ်နဲ့ကတ်ပြီးတော့ခန်းထဲလေးထုတ်လိုက်တဲ့အခါမှာတောင်းရတောင်းရဆိုတဲ့တစ်ခွက်တောင်းရခုံးတစ်ခွက်ရဲ့ငါးငါးဆိုတဲ့တစ်ခွက်ရဲ့ ငါခုံငါကိုခုံပဲပြန်ပြန်တော့ငါနေစတဲ့ကွက်ကွက်ဆိုင်ရယ်ဆိုပြီးတော့ဒီကွက်ဆိုင်လေးကတော့ကျွန်တော်မနက်ခင်းစက်မှန်တမင်းနဲ့ဒီတန်အတွက်မှာထုတ်ပေးထားတဲ့ခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ machine မှာဆိုတော့ဒါဒီဆိုင်နိုင်တမင်းနဲ့အတွက်ပါအဲ့တော့ညနေခင်းလေးနိုင်ခွက်တကူတော့ကျွန်တော်ဒီလို channel မှာ site လေးတမင်းနဲ့ဆွဲပြပေးသွားမှာပါခင်ဗျာအဲ့တော့ညနေခင်းတော့ကိုလည်းဆက်ပြီးတော့ကြည့်သွားပါမနက်ခင်းတော့ကိုလည်းဒီကွက်ဆိုင်ကနေမှာ message လို့နေရေးတော့တင် ယူကစားတဲ့ယူမကစားတဲ့စာလေးကိုလည်းမရှိလို့စိတ်ကြက်ဆုံးဖြတ်သွားပါခင်ဗျာကျွန်တော်ရဲ့အကြိုက်ကတော့တုံညာခွန်တစ်ပတ်ကိုမင်းကွအနေနဲ့ရွေးချယ်ထားပါတယ်မိတ်ဆွေများအားလုံးလည်းအစီအစဉ်ကြပါဘူးခင်ဗျာအဲ့တော့ညနေခင်း၄နာရီခွဲတဲ့လေးကိုလည်းကျွန်တော်ရဲ့ website လေးကိုအားလုံးနဲ့ဆက်ပြီးတော့ကြည့်သွားစေချင်ပါတယ်အဲ့တော့ညနေခင်း၄နာရီခွဲတဲ့ website လေးဆက်လုပ်ပြပေးခင်ပါကျွန်တော်မိတ်ဆွေများအားလုံးအားလုံးနဲ့အထူးတလဲပေါ့ပြပြသေးပြလို့လောက်မဲ့တော့မြင်တော့ပါဘူးခင်ဗျာကျွန်တော်များလည်းသိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စီမှာတို့ဒီကနေ့ညဖြစ်ချင်တော့လည်းကောင်း ကော်မရှင်ရောင်းများပြန်ပြီးတော့တင်ပြတော့လာပါကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ဖြစ်တဲ့39 6 9 6 9ဆိုတဲ့ဒီ Viber Telegram ဖုန်းနံပါတ်မှာလာရောက်ဆက်သွယ်ပြီးတော့မိစေများသိကြပါတော့ကိုထိုးချစ်တဲ့ခဏလေးကိုလာရောက်ဆက်သွယ်ခဏထိုးအပိလို့ရပါတယ်ဒီရောစာအနေနဲ့တော့80ကအပြေဝါနေပါဒါအပြင်တော့ဒီမှာလာရောက်ခဏထိုးအပိကတူကျွန်တော်မိစေတိုင်းအားလုံးအားလုံးကမိမိတို့ရဲ့ခွင့်ထောင်ချက်ကိုအနည်းဆုံးခွင့်ထောင်ချက်ကိုမှာတက်ပြီးကော်မရှင်900ကျပ်ဝင်စားပြီးတော့အကျိုးခံစားကုန်လို့ရရှိပါတယ် ၃၃၃၃ကျပ်ထားဆိုရင်ကော်မရှင်ကို၆၀၀ခန်းနဲ့ရရှိပါတယ်၅၅၅၀၀ကျပ်ထားဆိုရင်တော့ကော်မရှင်ကို၈၀၀ခန်းနဲ့ဆိုပြီးတော့ပြောမှုရှင်များအားလုံးပဲထိုးကြများများတို့ရောင်းအလေးတက်ပြီးအလေးရောက်လို့ပဲတက်မှတ်ထားနှုန်းထားပြီးအလိုက်ရောင်းအလေးရမစားတက်မှတ်ထားတဲ့ရောင်းအလေးဒီအလိုက်ပေါ့နော်အမြင့်ဆုံး၃၅၀ခန်းနဲ့ရှိတဲ့ကော်မရှင်ရရှိတဲ့အပိုင်းဒီရမစားတိုးမြင့်ပြီးတော့ရရှိပါထိုင်သွားမယ်အထူးဖြစ်အကျိုးခံစားမှုတွေရမစား ဒီဝါပြုလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီရောစာပိုင်းကြီးဒီပိုင်းနဲ့ပတ်သက်လို့တော့အရှုံးရှင်းတင်ပါတယ်ကျွန်တော်ဒီလိုဆိုဟိုရေအလုပ်လုပ်လာတဲ့တက်တန်းမချပြိမိတ်စင်ကလာဒီနေ့ပဲမှန်မှန်ကန်ကန်နဲ့အလုပ်ပေါ်မှာဆက်ဆံပြီးတော့အလုပ်ပေါ်မှာအရောစာလေးပြုလုပ်ပေးပါတယ်အဲ့ဒီအတွက်ကြောင့်အားလုံးကနေ့ညထုတ်မယ်ကော်မရှင်အမှန်ပြန်ပြီးတော့တင်မယ်ဆိုရင်တော့ဆက်ချလက်ချမယ်ဒါကြောင့်ဆက်တဲ့ကနေ့ဒီအားပေးလို့ရပါတယ်အဲ့တော့အသေးစိတ်ကလေးမှာပြည့်စုံကြတာလေးများရှိနေစုံစမ်းလေးများကြတာလေးများရှိသေးတယ်ဒီဒီကနေ့ထုတ်မယ်အပိုင်းနဲ့ကော်မရှင်ထုတ်မယ်အပိုင်းနဲ့ပတ်သက်လို့ပေါ့နော်လေးများကျင်နေစုံလေးပဲ ျွန်တော်ရဲ့ဒီ Viber Telegram ဖုန်းနံပါတ်မှာပဲအသေးစိတ်လာရောက်ဆုံးဖမ်းပေးနိုင်ပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့ကျွန်တော်ဆွပြပေးမယ်ညနေခင်းတော့ပေါ့နော် website ကြီးလာပါပြီ။ညနေခင်းတော့ကတော့396ဒီပေါင်းဝင်ပေါင်းပါပါ။ဒီပေါင်းဝင်ပေါင်းတော့ငါပါဝါပြီး3000နဲ့ငါ3000တလုံးပြ။အဲ့တော့ဒီ9000တလုံးနဲ့ဒါ၄လခွဲပြီးတက်မှာနော်။ငါနဲ့ခင်းနေမဆိုင်တော့ပါဘူး။ဒီမှာဆိုရင်ငါတော့ငါတလုံးမှနေမှာငါတလုံးပြင်နေပြင်ဒုတိယတစ်ပြင်း69နှစ်ပေါင်းပါမယ်ပေါင်းတဲ့အခါမှာဆိုရင်လည်း 6တစ်ဆိုတဲ့တလုံးပြီးခဲ့တယ်ဒီမှာဆိုရင်6ရော7ရောနှလုံးလုံးကို လုံးပိုင်းကတလုံးပိုင်းကစေးနေတယ်ပြီးခဲ့တယ်ပေါ့နော်ပြီးရင်နောက်ထပ်တတိယတပင်ပြီး26ရေးပေါင်းခြင်းဆိုတော့နှစ်ခုံဆိုတဲ့တလုံးရမယ်ဒီနှစ်ခုံတလုံးလေးလေးမျက်နှာကြီးကြည့်တယ်ပေါ့နော်အဲ့တော့ခုံတလုံးကိုညီပြီးတော့စင်သွားခဲ့ပါလေခင်ဗျာအဲ့တော့ကျွန်တော်ကစားရမယ့်ဒီမျက်နှာကြီးတလုံးအနေနဲ့ကတော့ခွန်ရှစ်အမ်ကိုရှစ်တော့ပေါင်းခြင်းပါပေါင်းတဲ့ခါမှာဆိုရင်တော့၃ရပါပဲ၃ရပါပါဒီ9နဲ့ ၃ညာ၅တလုံးဖြစ်သွားဖို့ပဲမိမိဖြစ်သွားမှာလည်းပဲဝင်ထားတာကြားထားတာလေးပဲဖြစ်ပါတယ်အဲ့တော့မနက်ခင်းကြားထားတဲ့လုံးပိုင်းကတော့အဆင်ပြေပါပြီပေါ့နော်အဲ့တော့ကစားရမယ့်အချိန်ကလေးရှင်းနေညနေခင်းတော့တော်ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မိမိဖြစ်သွားမှာလည်းကစားအတော့ပြီးသွားမယ်ပုံစံလေးပါခုနကကစားဖို့အတွက်ကျွန်တော်ရဲ့ပရိနိုင်းရှင်းဆက်ပြမယ်ပေါ့နော်ပရိနိုင်းကကြာတော့ဒီမှာရှိနေတယ်တော့ရှင်းလေးတော့ညပေါင်းတာပါပေါင်းလိုက်တော့နှင်း နှစ်ကိုနှစ်ခတ်ဒီလေးနဲ့နှစ်လေးဆိုတဲ့ပရိယိုင်းကြီးပါဖတ်ခဲ့တဲ့ကဏ္ဍက9ကိုဆိုတော့လေးပရိယိုင်းကြီးဆွဲတယ်၃ပါတီလေမဟာတလုံးလုံးပါရဆိုပြီးတော့ဆင်းလာခဲ့ပြီးတော့မကူတကွက်ညံပါလေပြီးရင်ခွန်လေးကိုပေါင်းတဲ့အခါမှာဆိုရင်၃ညခွန်ဆိုတဲ့ဒီပရိကိုင်းကိုလေးပဲ၆တစ်ဆိုတော့ခွန်ပရိကိုင်းကြီးဆွဲတယ်၃ပါတီလေးပဲ၆ရောတစ်ရောဆင်းလာခဲ့တာဖြစ်ပြီးတော့၆တစ်တကွက်ညံခဲ့တာပါခင်ဗျာပြီးရင်နောက်ထပ်တစ်ပြည်ဒီ၂၂၆ပေါင်းတဲ့အခါမှာဆိုရင်၃ညခွန်ပရိတီလေးပဲ ဒီမှာဆိုရင်ခုံ3ဆိုတော့တုံညာပြိတ်ကိုမှန်ခဲ့တယ်။လုံးပိုင်ဒီခုံတလုံးလုံးပိုင်ရဆိုပြီးတော့ပြေးလာခဲ့တာပါ။အဲ့တော့ခုံ3တက်ပါဗျာ။လက်တိုက်ပုံမှာပရိုင်လိုင်းကြည့်ရတယ်။မှန်လာခဲ့တယ်။ပြေးလာခဲ့တာလေးပဲဖြစ်တယ်။ဒါကျွန်တော်ကစားရမယ့်ဒီအပြင်မှာဆိုရင်တော့နှစ်တက်ပေါင်းခြင်းပါပေါင်းလိုက်တဲ့အခါမှာဆိုရင်နှစ်နှစ်နဲ့ခက်ဒီလေးနဲ့နှစ်လေးဆိုတဲ့ဖရိုင်တိုင်းနဲ့ကစားရမယ်အဲ့တော့ခဏလေးကတော့ပွဲသွားမယ်တစ်လုံးပိုင်းလေးကတည်တယ်ဆိုရင်ပေါ့နော်အဲ့တော့နှစ်လေးခက်တော့မှာတော့တုံညာနှစ်တုံညာလေးရှိမယ် ငါ့ကိုနှစ်ဖြစ်ဖို့တော့ဆိုရင်ငါ့ခွန်ရှင်နဲ့ငါ့ကိုလေးဖြစ်ဖို့တော့ဆိုရင်ငါ့ကိုရဆိုပြီးတော့ဒီ main gate ကတက်ဆိုင်ပြီးတော့ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်မျိုးစင်အားလုံးအတွက်နှစ်နေချင်း၄နာရီခွဲတော့ပါနော်။အဲ့တော့နနခင်းတက်ဆိုင်ရဲ့နှစ်နေချင်းတက်ဆိုင်ရဲ့ကိုဒီတန်လေးခွဲပေးနေတာဖြစ်တဲ့အတွက်ကြောင့်မျိုးစင်အားလုံးကစားအလုပ်ပြုတဲ့အခါမှာလည်းလွယ်ကူမဲ့ကိုရှင်နိုင်လို့ပြောနေပါတယ်ခင်ဗျာ။အဲ့တော့ဒီထက်အနေမှာကျွန်တော်ရဲ့ main အကြိုက်ဆိုတဲ့တင်ကွယ်လေးလည်းရှိပါတယ်။အဲ့ဒါလေးကတော့ ငါးခုံဆိုတဲ့တက်ကွက်ပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေများအားလုံးလည်းမနက်ခင်းတက်ဆိုင်နေရောညနေခင်းတက်ဆိုင်နေရောအားလုံးတို့မိတ်ဆွေများပောက်ကွက်ပြီးကြပါစေအားလုံးအစီအစဉ်ပြန်ကောင်းကြပါစေလို့လည်းဆုမကောင်းတောင်းပေးပါတယ်အဲ့တော့ကျွန်တော်ဒီကိစ္စအတွက်ချဲ့ချမ်းရှိပါတယ်ဒီကိစ္စလေးတွေကိုထိုးချင်လို့ပဲဖြစ်ဖြစ်အခြားသောမိတ်ဆွေတို့တန်းတင်းတက်တဲ့မြေတီကဏ္ဍကိုမဆိုပါခင်ဗျတော်တော်အားပေးလို့ရပါတယ်ကော်မရှင်အများနဲ့ပြန်ပြီးတော့တင်နိုင်ပါတယ်ခင်ဗျပတ်ချိန်လေးကတော့မနက်ခင်းမှစတာမှ90ပါ ညနေခင်းမှာဆိုရင်တော့3နာရီ55မိနစ်ကြီးကနေထူရရရှိတာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရခုပြောလိုက်တဲ့ပက်ကြီးလေးမတိုင်းခင်းပါရဲ့ကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်လေးဖြစ်တဲ့တရေးစာသားနဲ့ရောအတန်းတွေပါဒေချာလေးကြီးပြပြပြပေးထားတယ်ကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ကိုဂျုံကြီးစိတ်ချမှုအပြည့်ဝထားပြီးတော့ဒီရဲ့ကြီးဂျုံကြီးစိတ်ချဆောင်ပြီးဆက်တယ်ကျွန်တော်အပြည့်လိုရပါပြီလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့အချိန်ကာလဒီကျွန်တော်ရဲ့ channel လေးမှာ update တိရှိလာကြတဲ့မြန်မာတို့ချက်ချင်းတွေတိုင်းအားလုံးကိုကျွန်တော်ကိုယုံကြည်လို့ပေါ့နော်။လာရောက်ကနေတို့ update နေကြတယ်။ဒေတာတွေရော commission များပြန်နေကြတဲ့ message များတို့ချက်ချင်းတွေမကြအားလုံးအားလုံးကိုလည်းအထူးအကျိုးစုတွေရှိပါတယ်။နောက်ပိုင်းနောက်ပိုင်းတွေလည်း share ဆက်ပြီးတော့ပဲမှန်မှန်ကန်ကန်နဲ့ပဲရေးရေးဒီလောက်ကထားမှဖြစ်တဲ့ကြောင့်ဆက်လက်ယုံကြည်ပြီးတော့ဆက်လက် update လုပ်ရပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။